ဘုံနာအိုဤသားများဝိထုတဏဘာလောအစကြည့်သောဤတရားဒေသနာတော်ကိုမြတ်စွာဘုရားသည်လာဝတိပြီး၌နေတော်မူစဉ်အမှတ်မရှိတင်ရောက်သောဘုံနာအိုဤသားတို့ကိုအကြောင်းပြုဟောတော်မူလေ၏လာဝတိပြီး၌ဘုံနာတယောက်သည် ရှစ်သိန်းသောဥစ္စာရှိသည်ဖြစ်၍အရွယ်သို့ရောက်ကုန်သောသားလေးယောက်တို့အားထိမ်းမြခြင်းမင်္ဂလာကိုပြုလုပ်ပြီးလျှင်၄သိန်းသောဥစ္စာတို့ကိုပေးတည်း ထိုနောက်ပုံနာကြီးအားပုံလေးမကြီးတေလွန်လက်သည်ရှိသောသာတို့သည်ငါတို့အဖပုံနာကြီးသည်တပါသောပုံလေးမကိုအကယ်၍ဆောင်းယူကုန်သည်ဖြစ်အံဆောင်းယူသည်ဖြစ်အံထိုပုံလေးမဤဝန်း၌ဖြစ်သောသားတို့၏အစွမ်းအားဖြင့်အမျိုးဥစ္စာသည် ပြည့်စည်လက်တတ်ယခုအခါငါတို့သည်ကောင်းစွာချီးမြှောက်ထောက်ပံ့ကြကုန်သို့အံဟုကောင်းစွာတိုင်ပင်ကြလေကုန်၏ထိုသားလျောက်တို့သည်မွန်မြတ်သောအဝိအစာစားကြည့်သည်တို့ဖြင့်လှုပ်ကြွေးကုန်လျက်ရှေ့ လက်ရှိစုံနေခြင်းစသည်တို့ကိုပြုလုပ်ကြကုန်၏လုံကြီးသမှုပြုလုပ်ကြသဖြင့်တနေ့တနိုင်ဖခင်ပုံနာကြီးနေ့အခါအဲ့၍နိုးလက်သည်ရှိသောလက်ရှိတို့ကိုစုံနေကြကုန်လျက်အသီးသီးအင်အားထောင်ခြင်း၌အပြစ်ကိုပြောဆို၍တနေ့တနိုင်ဖခင် ပုံနာကြီးနေ့အခါအဲ့၍နိုးလက်သည်ရှိသောလက်ရှိတို့ကိုစုံနေကြကုန်လျက်အသီးသီးအင်အားထောင်ခြင်း၌အပြစ်ကိုပြောဆို၍ ကျွန်တော်တို့သည်တင်ဖခင်တို့ကိုဤသို့သောနည်းဖြင့်အသက်ထဆုံးလှုပ်ကြွေးကြပါကုန်အံကျွင်းသောဥစ္စာ၄သိန်းကိုလည်းကျွန်တော်တို့အားပေးသနာကြပါလို့ဟုတောင်းပန်ကြလေကုန်၏ဟာခင်ပုံနာကြီးသည်တဖန်တယောက်တယောက်သောသားအားတသိန်းတသိန်းပြီးပေး၍မိမိအလုံးငါအဝိအယုံမျှလောက်ကိုသာ ထားသည်ဖြင့်အသုံးဆောင်ခံစားပွေဟုသည်များကို၄ခုသောအစုတို့ကို ပြည့်၍အနှင်းလေ၏ သူဖခင်ပုံသားကြီးကိုသားကြီးဒီနှစ်ရက်သုံးရက်ပတ်လုံးပြုစုလုပ်ကြွေးလေ၏ထို့နောက်တဏိဒနာရေချိုး၏ပြန်လာသော ထိုပုံသားအိုကြီးကို မြင်တဲ့လျင် တကားမုံ၌ရက်လျက်ချွေးမကဆူလိုက်သည်မှာသင်ဖခင်သည်သားကြီးအားတရားကို၎င်းတထောင်ကို၎င်းအဘိုးအလုံးပေးခြင်းသည်ရှိပါသလောခသိန်းသောသားတို့အားနှစ်သိန်းနှစ်သိန်းစီပေးသည်မဟုတ်ပါလော ကျင်းသောသားတို့၏အိမ်တို့သွားရာလမ်းကိုမတိသလောဟုဤသို့သောစကားကိုဆိုပြီးလေ၏ထိုဘုံနာအိုကြီးသည်လည်းသူယုံမှပျက်စီးလေလောဟုဆိုကာအမြက်ထွက်သည်ဖြင့်အိမ်မှထိုမှတပါးသော သားဤအိမ်တို့သွားလေ၏ထိုသားမှလည်းနှစ်ရက်သုံးရက်လွန်သောအခါဤသို့သောနီးဖြင့်သာလျှင်ပြည်သည်အတ္တိသာလျှင်ဖြစ်၏ထိုမှတပါးသောသားဤအိမ်တို့သွားပြန်လေ၏ဤသို့သောနီးဖြင့် တခုသောအင်္ဂုလဝင်ခြင်းကိုမရလက်သည့်ဖြစ်၍ဖြစ်ရာကအဝေဖြူဝသောပရိဘယဟန်ဤအဖြစ်ဖြင့်ယံပြုပြီးလျင်သွန်အလုံးကသွာလာလှဲ့လေသည်ဖြင့်ယခုအခါကာလတို့ဤလွန်လတ်သောလွန်လတ်သောအခါအိုမင်းရင်ရောသည်ဖြစ်၍မကောင်းသောစားတော့ရာချင်းမကောင်းသောအိပ်ဆက်ရာချင်းဖြင့်ညှိုးနွမ်းသောကိုရှိသည်ဖြစ်၍သွန်အလုံးကသွာလာလှဲ့လေလျက်ပြန်လာပြီးလျင် ကြောင်ကိုဖြင့်လျှောင်းဆက်ကအိပ်ပြောခြင်းတို့ရောက်၍အိယာမအထိုက်ထသည်ဖြင့်ထိုင်လျက်မိမိကိုယ်ကိုကြည့်ပြီးလျင်သားတို့၌မိမိ၏ကိုယ်ကိုယ်အားထားရာမမြင်လက်သည်ရှိသောယဟန်ကိုရမသည်မျက်မှောင်ကျုပ်ရှင်းမရှိ မျက်မှောင်ကျုပ်ရှင်းမရှိတဲ့ဘောလွင်ရှင်းပြသော မျက်နှာရှိတဲ့ချမ်းသာစွာဆိုတတ်သောစကားရှိတဲ့အစိစပြုခြင်း၌လိမ္မာတော်မူတဲ့ယဟန်ကိုရမသို့ရှင်းကြရလျင် အစေသပြုခြင်းအစေသပြုခြင်းကိုရာခြင်းကတကောင်းဤဟုခြံတိမိလေ၏ထိုဘုံနာကြီးသည်အဝိယုံကိုကောင်းစွာပြုပြင်၍ဖွမ်းကကိုကိုင်းကတောင်ဝေးဆွဲလျက်မြတ်စွာဘုရား၏အထံတော်သို့သွားလေ၏ထိုမြတ်စွာဘုရား၏ဤဆိုလတ်တန်သောစကားကိုပါဠိတော်၌မိန့်ဆိုအပ်သည်သာသည်ထိုကံများသောအများသောဥစ္စာရှိဘူးသောတယောက်သောဘုံနာသည်ခေါင်းပါသောကိုရှိသည်ဖြစ်၍ညင်နွမ်းသောအဝိယုံရှိသည်ဖြစ်၍ မြတ်စွာဘုရားရှိတော်မူရာအရတ်တို့ရှင်းကပ်ပြီးလျင်ပြန်လျောက်ပတ်သောအရတ်၌နေလေ၏ဤကပါဠိတော်၌ဆိုအပ်သောစကားသည်မြတ်စွာဘုရားသည်တင့်အပ်လျောက်ပတ်သောအရတ်၌နေသောထိုဘုံနာကြီးနှင့်ပရိသန္ဓာပရိသန္ဓာရစိတ်သက်ရှင်းကိုပြုပြီးလျင်ဘုံနာကြီးအတုနီးတင်းသည်ခေါင်းပါသောကိုလက်ရှိပြီးဤမြင်နွမ်းသောအဝေယုံရှိပြီးဤ ဤသို့သောစကားကိုမိန်ကြတော်မူလေ၏။အိုးရှင်ဂေါတမဤလောက၌တပည့်တော်အားသားလေးယောက်တို့ရှိကြပါကုန်၏။ထိုသားလေးယောက်တို့သည်တပည့်တော်ကိုမယားတို့နှင့်အတိုင်းမြင်၍အိမ်မှထွက်ခွာစေကြပါသည်ဖေယားဟုလျှောက်လက်တော်။ထို့သောဖြစ်မူပုံနာကြီးတင်ဒီဤဃာရာတို့ကိုတင်ယူ၍တပင်း၌အများသွားသောလူအပေါင်းစီဝေးလက်သည်ရှိသောသားတို့သည်လည်းစီဝေးလက်ကုန်သည်ရှိသောရုပ်ဆိုကြလော။ ယေဟိသာတေဟိနန္ဒိတံယေတင်သဘဝမိသိတံဒေမန္တာရေဟိတံဗုဒ္ဓသာဝဝါရင်တိသူကရံအသန္တာကိရမံသမတာတတာတာတိပါတရေ ရခာသာပုဒ္ဒရူပေနဒေသဟန္တိဝယောကတံအသောဝဇိန်သောနေဘောကောခာရဏအဘာနိယတိဘာလကနံပိဒာထေရောပရာဂရိတုဗိခတိဓာတောဝါကိရာမေတိယောယင်းစီပုဒ္ဒနတဝံသန္တံပိကောနံဝရတိ အာထောသန္တံဘိဂုကုတံအန္တာဂရီပုရိဟောတိကံမီရေဂါဒမေတတိတန္တသအနုဘာဝေနခလိတောပတိပတိတိတ်ထတိယေဟိအကျဉ်သားတို့သည်သာ တေဟိဘွားမြင်လက်ကုန်သည်ရှိသောအဟံကျွန်ုပ်သည် နေရိတံနိဒရွှင်လန်းဝမ်းမြောက်ရဘူးပြီးရေတင်သားအကျဉ်သားတို့ဤလည်း ဘဝံစီသိန်ရှမ်းသာဖြင့်ကြီးပွားခြင်းကိုအိသိတံအလိုရှိဘူးရအလိုရှိရဘူးလေပြီ တေထိုသတို့သည်မန်ငါကိုဒါရေဟိမယတို့နေတံဘုဒ္ဓတိုင်မင်း၍ဒုကရံဝတ်ကိုတာခွေတို့သည်ဝါရင်ဒီဤဝါတာမြေကုံတကဲ့သို့ဝါရင်ဒီတာမြေကြကုန်၏တန်တာသူတော်ကောင်းမဟုတ်ကုန်သောသမ္မာယုတ်မာလာသော သာမိုက်ဖြစ်ကုန်သော ရခာသာဘလူတို့သည်ဗုဒ္ဓဟူပေနသာဤအတွင်ဖြင့်မံငါကိုတာ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 တိတာ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 တိဖာခင်ဖာခင်ဟူ၍ဘာတရေကိရာဆိုကြကုန်တဲ့တေထူသာမိုက်လျောက်တို့သည်ဝယောကရံကြည်ရင်သောအရွယ်သို့ရောက်သောငါကိုသဟန္တီသွန့်ပြေးကြကုန်၏ဇိန်သောဦးမင်းသောနေဘောကိုသုံးဆောင်ခြင်းငါမထိုက်သော အသောမြင်ကိုခါရဏအသမအပနိယတိဤဝဘေအတကဲ့သို့အဟံငါကို အပနိယမိဘေအဤသထိုသို့ပဲလီသောကြောင့်ဘာလကနံသားမိုက်တို့ဤပိတာဖခင်ဖြစ်သော ထေရောအဖို့အိုကြီးသည်ပရာဂရေသူတော်ဘာတို့ဤအိမ်တို့၌ဗိခတိတောင်းစားရ၏မေငါဤ ဓာတောဝတောင်ဝေသီသာလျင်တေယောဂိရမြတ်ပေတဲ့အနန္တဝါအာဟုယမယချာကြကုန်သောဝါမိဘသကနာမထောင်ကြကုန်သော ပုဒ္ဓါတတို့သည်ယင်သေးမမြတ်ကြကုန်မေငါဤဓာတောတောင်ဝေသီသန္တန်ကြံ့ကြုတ်သောခောနံပီနွားကိုလည်းဝါရေတီတမျက်နှာဤအထောထုမတပါး သနာကပုရမီကြံကြုံသောခွေကိုလည်းဝါရီတီဓာမြင်နိုင်၏အနာဂရီအမိုက်တိုင်း၌ပုရိရှိသောအဘောတိဟောတိဖြစ်ပေ၏ခံမီရေအဆောင်နှံသောကြောင့်၌ဂာဒန်ထောက်တရားဒီယာကိုဧရတိရနိုင်၏တန်တသာတောင်ဝေး၏အာနုဘာဝိနာအာနုဘောကြောင့်ခလိတဝါချွတ်ချော်တိန်လေသည်ရှိသောပရိဒိဋ္ဌတိဒီနိုင်တီတတ်နိုင်ပေ၏ဤသို့ဆိုလျင် ထိုဘုံနာသည်မြတ်စွာဘုရား၏အထံတော်၌ထိုဂါရာတို့ကိုတင်ယူပြီးလျင်ဘုံနာတို့၏ထိုသို့သဘောရှိသောအညီညွတ်စည်းဝေးရာနေရ၌ခသိန်းသောတန်သာတို့ဖြင့်တန်သာဆင်းရသောသားတို့သည် ထိုသဘင်သို့သက်ဝင်၍ဘုံနာတို့၏အလဲမြတ်သောသူတို့သာနေခြင်းငါထိုက်သောနေရာ၌နေထိုင်ကြကုန်သည်ရှိသောဤအခါသည်ငါဝင်ခြင်းအခါတန်ပြီဟုသဘင်၏အလဲသို့ဝင်၍ လက်ကိုမြောက်ချီလျက်ငါသည်တင်တို့အားခါထာတို့ကိုဆိုခြင်းကအလိုရှိပါသည်နားထောင်ကြပါလောဟုဆို၍ပုံနာကြီးဆို ပုံနာကြီးဆိုပါလောနားထောင်ကြပါကုန်အဟု ပြန်ဆိုသည်ရှိတော်ရက်လျက်သာလင်ရွတ်ဆိုလေ၏ဒုက္ခ၌ကလူတို့အားဤသို့သော ခြင်းဝင်ရှိသည်ဖြစ်၏အကျဉ်းသားသမီးသည် မိဘတို့၏ဥစ္စာကိုစား၍အမိဘတို့ကိုမလုံကျွေးထိုသားသမီးကိုတတ်အပ်ဟိကျင့်ဝတ်ရှိသည်ဖြစ်၏ထို့ကြောင့်ထိုဘုံနာသားလေးယောက်တို့သည်ဖခင်ဘုံနာကြီး၏ခြေရင်းတို့၌ဝေ့လျက်ဖခင်ကျွန်တော်တို့ကအသက်ကိုပေးတော်မူကြပါကုန်လောဟု တောင်းမှန်ကြလေကုန်၏ထိုဘုံနာကြီးသည်လည်းစိတ်နှလုံးနူးညံ့သည့်အဖြစ်ကြောင့်အရှင်တို့ငါသားတို့ကိုမဖြတ်သိကြပါကုန်လင့်ငါ့ကိုကျွေးမွေးကြပါလိမ့်မည်ဟုဆိုလေ၏ ထိုနောက်မှဘုံနာကြီး၏သားတို့ကိုလူတို့သည်အရှင်တို့ယနေ့ကိုအစားပြီး၍ဖခင်ကိုအကယ်၍ကောင်းစွာမလုပ်ကြွေးကြကုန်သည်ဖြင့်အတင်တို့ကိုတတ်ပြကြရလိမ့်မည်ဟုပြောဆိုကြလေကုန်၏ထိုသားလေးယောက်တို့သည်ကြောက်လန့်ကြကုန်၍ကြောက်လန့်ကြကုန်သည် ဖြစ်ရာကဖခင်ဘုံနာကြီးကိုအင်ပြင်၌နေသေးပြီးမှ ကိုယ်တိုင်ထမ်းလျက်အိမ်တို့ဆောင်သည်ဖြင့်ကိုယ်ကိုစီဖြင့်နေ၍ပုတ်ပုတ်တတ်၍နန္ဒာမုံစသည်တို့ဖြင့်ရေရှိုးပေးပြီးလျှင် ပုံလေးမကိုခေါ်သေးသဖြင့်ယနေ့ကိုအစပြု၍ငါတို့ဤဖခင်ကို ကောင်းစွာလှုပ်ကြွေးကြကုန်လော့မေလျော်ခြင်းတို့အကဲ၍ရောက်ကုန်သည်ဖြင့်တင်တို့ကိုနှိမ့်ဆက်ကြရကုန်လတ်တန်ဟုဆို၍မုံမြတ်သောဘောသင်ကိုကျွေးမွေးကြလေကုန်၏ပုံနာကြီးသည်ကောင်းစွာဆရာခြင်းကို၎င်းကောင်းစွာအိပ်ရာခြင်းကို၎င်းအစွဲပြု၍နှစ်ရက်သုံးရက်လုံသောအခါဖြစ်သောအာရှိသည်ဖြစ်၍ပြည့်ဖြူသောအိန္ဒိရိရှိသည်ဖြစ်၍အတ္တဘောကိုကြည့်ရှုလျက် ငါသည်ဤသည်တိန်ရှမ်းသာကိုယဟန်ဂေါတမကိုမြှွေရအပ်၏ဟုလက်ဆောင်အလို့ငါတစုံတစုံသောအဝိပသုကိုယူ၍မြတ်စွာဘုရား၏အထံတော်သို့သွားပြီလျင်ပြုအပ်သောပရိတန္တာရစိတ်သက်ချင်းရှိသည်ဖြစ်၍တင့်အံလျောက်ပတ်သောအရ၌နေလျက်ထိုပသုအစုံကိုမြတ်စွာဘုရား၏ရှိတော်ရင်၌ထား၍အိုရှင်ဂေါတမတပည့်တော်တို့ပုံနာတို့မြည်ဒီကား ဆရာလိုငါဆရာအတွက်ဥစ္စာကိုရှာလေးရှိကြပါကုန်၏ရှင်ဂေါတမသည်တပည့်တော်ဤဆရာဖြစ်ပါသည်ဆရာဤအဖို့ဥစ္စာကိုခံယူတော်မူပါဖရာဟုလျှောက်ကြလေ၏မြတ်စွာဘုရားသည် ထိုဘုံနာကြီးအားအစဉ်တနာသဖြင့်ပသောအဆုံးကိုခံယူတော်မူပြီး၍တရားဟောတော်မူ၏ဒေသနာတော်ဤအဆုံး၌ပုံနာသည်တရဏဂုံသုံးပါးတို့၌ဤသည်ဖြင့်အိုရှင်ဂေါတမတပည့်တော်အား သားတို့သည်အမဲအမဲမပြက်လေးလေးလုံးသောထမင်းအိုးတို့ကိုပေးရကုန်၏ထိုလေးလုံးသောထမင်းအိုးမှတပည့်တော်သည်မြတ်စွာဘုရားတို့အားနှလုံးသောထမင်းအိုးတို့ကိုလူပါ၏ဘုရားဟုလျှောက်ကြားလေ၏ဒုက္ခပုံနာကြီးကိုမြတ်စွာဘုရားသည်ပုံနာကြီးကောင်းသောသဘောရှိ၏ငါတို့ဒီကနှစ်တရာရက်တို့သာသွားကြကုန်အံ့ဟုဆို၍လွတ်လိုက်လေ၏ပုံနာကြီးသည်အိမ်သို့သွားပြီးလျှင် သားတို့ကိုအိုရှစ်သားတို့ယံဂေါရမသည်ငါဤအဆွေခင်မွန်းဖြစ်၏ငါသည်ထိုယံဂေါရမအားအမည်နှလုံးသောသမင်းအိုးတို့ကိုလှူအပ်ကုန်၏တင်းတို့သည်ယံဂေါရမရောက်လာသည်ရှိသောမမိမလျော့ကြကုန်လင်းဟုဆိုလေ၏ထိုသားတို့သည် ကောင်းပါသည်ဟုဝန်ခံကြလေကုန်၏မြတ်စွာဘုရားသည်တပံမိုးတော်သောနေ့၌ဖွမ်းလို့ငါလှည့်လေတော်မူလက်သည်ရှိသောတာကြီးအိမ်တကားသို့ရောက်သွားတော်မူလေ၏တာကြီးသည်မြတ်စွာဘုရားကိုမြင်ရလျင် တပိတ်တော်ကိုယူ၍အိမ်တို့ပင်သွင်း၍မြတ်သောသူတို့အားနေခြင်းငါထိုက်သောပလင်၌နေသေးပြီလျင်မုံမြတ်သောဘောဇင်ကိုလူတန်းလေ၏ဖရာရှင်သည်တဖန်မိုးတောက်သောနေ့၌ထိုမှာတပါသော သားတယောက်အိမ်တို့၎င်းအစဉ်တိုင်းအဖြစ်ခတ်သိမ်းသောသားတို့၏အိမ်တို့ကြွသွားတော်မူလေ၏ခတ်သိမ်းသောသားတို့၏အိမ်တို့ကြွသွားတော်မူလေ၏ခတ်သိမ်းသောသားတို့သည် ထိုအတူသာလျင်ပူဇော်သက်္ကာရကို ပြုကြလေကုန်၏ တနေ့တနိုင်သားကြီးဒီမင်္ဂလာကိုဖြစ်တည်ရသည်ရှိသောဖခင်ဘုံသားကြီးကိုဖခင်အဘယ်သူအားမင်္ဂလာကို ပေးလူကြပါကုန်အန်ဒီဟုဆိုလေ၏ငါသည်တပါသောပုဂ္ဂိုလ်တို့ကိုမသိယဟန်ကောရမသည်ငါ၏အစွေခင်မွန်းဖြစ်၏ဟုဆိုလတ်သောထို့သောဖြစ်မူဖခင်သည်နတ်ပြန်ကောင်းမှုအလို့ငါငါရာသောယဟန်တို့နှင့်အတူတကပင့်ဖိတ်ကြပါကုန်လောဟုဆိုသည်ဖြင့်ဘုံသားကြီးသည်ထိုသားကြီးတို့ဆိုသော အတိုင်းပြုလေ၏မြတ်စွာဘုရားသည် တပံမိုးတော်နေ၌အချံရံနေတကွာထိုသားကြီးတို့၏အိမ်သို့ကြွားသွားတော်မူလေ၏ထိုသားကြီးသည်သို့သို့သောနွားရှိဖြင့်လိန်ကြံအပ်သောခတ်သိမ်းသောတန်သာတို့ဖြင့်တန်သာစင်အပ်သောအိမ်၌ဘုရားရှင်အမှုရှိသောယဟန်တန်ဃာကို နေသည်ပြီလျင်ရေမြောသော ကောင်းသောရသာရှိသောနုကနာဖြင့်၎င်းဟွန်မြတ်သောခဲပွဲဖြင့်၎င်းလှုပ်ကြွေးသမှုပြုသူလေ၏ဇွန်ဘုံမိချင်း၏အတွင်း၌သာလျင် ပုံနာကြီး၏သာလေးယောက်တို့သည် မြတ်စွာဘုရား၏အထံတော်၌နေ၍အို အရှင်ဂေါတမတပည့်တော်တို့သည်တပည့်တော်တို့၏ဖခင်ကိုလှုပ်ကြွေးကြပါသည်မမေးမလျော့ကြပါထိုဖခင်ပုံနာကြီးသည်ထိုဖခင်ပုံနာကြီးအတ္တဘုတ်ကို ကြည့်ရှုတော်မူကြပါဘုရားဟုလျှောက်ကြားကြလေကုန်၏မြတ်စွာဘုရားသည်တင်းတို့သည် ကောင်းသောမှုကိုပြုအပ်ပေ၏အမိဖတို့ကိုလှုပ်ကြွေးခြင်းမိဒီကရှေးပညာရှိတို့၏အလေးကျက်သာလျင်တည်းဟုမိန့်တော်မူပြီလျင် တတနာဂတဝိပဝါတိနဝိရုံလာတန်လက်တန်လကိသကုရသာသအသရှိသည့်ဖြင့်ဧကတတနိဗ္ဗာန်၌လာသောအမိကိုလှုပ်ကြွေးသောဤစင်မင်းဇက်ကိုအကျေအာဖြင့်ဟောတော်မူလို၍ဤဂါရာကိုဟောကြားတော်မူလေ၏တဏပါလောနာမကုံတရောကရုကဘေရနောဒုံနိဝါရယော သတောကပလံနာဘုံတတိသူမရတိနာဂဝတနနာဂဝနတကုံသရောဒနာဘာလောနာမဒနာဘာလအမိရှိသောကုံသရောစင်မြောင်သည်ထိုအခါကာတိမင်းကြီးသည်စင်စရာကိုဆေလူ၏မိလျောပွဲကောင်းသောခန်းကိုတော့၌ဖမ်းယူစေရသောစင်မြောင်၏အမိသည်ဒနာဘာလမြည်၏ဟုလို့ ကရုဂာဗေရဏောထတ်သောမုံရည်ရှင်းရှိသည်ဖြစ်၍ဒုံဏိဝရယောတာမြင့်နိုင်၏စင်တဝါမုံရည်လက်သောအခါနဗန်းသောမှ ကွဲထွက်၏ပဂတိအားဖြင့်လည်းစင်တို့သည်ထိုအခါချွန်းတောင်းဖြင့်၎င်းလှမ်းမှခရင်ဖြင့်၎င်းနှိမ့်ဆက်ရောက်လောက်အောင်ကြမ်းကြုတ်ပါကုန်၏ဒနာဘာလစင်ကအလွန်ကြမ်းကြုတ်လှသည်ဖြစ်၍တာမြင့်နိုင်၏ဟုလို့ ဘတော်ဖန်းထားအသည့်ဖြစ်၍ကပလံသာဟာရကို ပုံသတိမစားနိုင်ထိုစင်မြောင်ကိုခွဲကြည့်ထားသည်မဟုတ်တော်လဲသင်တင်းကုတ်သို့ဆောင်၍စံကျေသောကလကာရုကိုကာယံသိလျက်အပြည့်ပြည့်ပြည့်ဝသော နေရာဤအထက်၌ဖွဲ့အပ်သောစံကျေသောမျက်နှာချက်ရှိသောမြေအဖို့၌ထားအပ်၏မင်းကြီးသည်မင်းအားထိုက်တန်သောအထူးထူးကောင်းမြတ်သောအရာသာရှိသောဘောဇဉ်ဖြင့် ကျွေးမွေးစေရတော့လဲတစုံတစ်ခုသောအစာဟာရကိုစားတော့ခြင်းကလိုမရှိစင်တင်းကုတ်တို့တွင်ထားခြင်းမြကိုပင်ရည်သူသောအဖြစ်ဖန်ထားအပ်သည်ဖြစ်၍အစာဟာရကိုမစားနိုင်ဟုဆိုလိုခြင်းဖြစ်၏ဟုလိုကုံသရောသင်းမြောင်းသည်နာဂဝဏ္ဏသအမိယာကန့်ကိုတော်ရက်ကိုသူမရတီအလွန်အောင်မိ၏ထိုသင်းမြောင်းကြီးသည်ငွေလျောပဲကောင်းသောအရဟုခန့်ကိုတော်ကိုအောင်မိသည်မဟုတ် သူဤမိခင်မျက်မမြင်စင်အိုမာကြီးသည်ကားနှင့်ခွေခွင်းသဖြင့်ဆင်းရဲခြင်းသို့ရောက်ရရှာ၏ထိုစင်ပြောင်းသည်မိဘကိုလှုပ်ကြွေးသောငါအားတရားမပြည့်ဤဘောသင်ဖြင့်ငါအားအဘယ်အကျိုးရှိရနည်းဟုတရားနှင့်အညီမိဘလှုပ်ကြွေးသောတရားကိုသာလျင် လွမ်းဆော့အောင်မိလေ၏ထိုတရားကိုကားထိုကံကိုတော်၌သာနေသည်ဖြင့်ဖြည့်ကျင့်ခြင်းကတကောင်းလေသောကြောင့်စင်ပြောင်းသည်ကံကိုတော်ကိုအလွန်အောင်မိ၏ အလွန်အောက်မေ၏ဟုဆိုသည်ဟုလိုမြတ်စွာဘုရားသည်ကိုတော်ဤရှေးအခြင်းကိုစောင်းတော်မူ၏ဟောကြားတော်မူသည်ပင်လည်းယအလုံးစုံသောထိုပုံနာတို့သည်မျက်ရည်အလင်းကို ဖြစ်စေလျက်နူးညံ့သော စိတ်နှလုံးရှိကြကုန်သည်ဖြင့်နားထောင်ကြလေကုန်၏ထိုနောက်မှမြတ်စွာဘုရားသည် ထိုသူတို့အားလျှောက်ပတ်သည်ကိုသိတော်မူသည်ဖြင့်တစ္ဆာလေးပါးတရားတို့ကိုပြတော်မူလျက်ဟောတော်မူလေ၏ဒေသနာတို့၏အစုံ၌သားလျောက်တို့နှင့်၎င်း ရွှေမလေးယောက်တို့နှင့်၎င်းအတူတကွအပုံနာကြီးသည်သောတာပတ္တိဖူ၌ဒီလေဤပုံနာအိုဤသားများဝိထုပြီဤ